ရိတ်သက်များအလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပြီးတော့ပဟုသူရရဖွဲ့ရလေးတွေကိုကတ်တွန်းပုံပြင်လေးတွေနဲ့လာရောက်တင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ပြီးတော့ခေါင်းလောင်းလေးနှိပ်ပေးတော့ကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့လာရောက်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ခင်ပွန်းရဲ့တာဝန်လို့အမည်ရပါတယ်ရှင်။တခါကအရန်ကိုဆင်းရဲချိုးတက်လွန်းတဲ့မိသားစုတစုရှိတဲ့ ယောက်ျားဖြစ်သူက သူရလို့ခေါ်ပြီးမိန်းမကတော့နီနီလို့ခေါ်ပါတယ်။သူရကတော့နေဖို့မရှောင်မုံရမရှောင်အလုတ်ကြိုးစားတဲ့သူတယောက်ဖြစ်တဲ့အပြင်ဘယ်အလုတ်မဆိုပက်ဆက်နေများမဆိုရိုးသားတဲ့အလုတ်မှန်တပြားအကုန်လုပ်ပါတယ်။ရလာတဲ့ပက်ဆက်မှန်တပြားကိုလည်းတပြားမကျန်မိန်းမဖြစ်သူကိုအကုန်အပ်ပါတယ်။ဒီမှာမိန်းမဒီကနေ့ရလာတဲ့ပက်ဆက်စကားမများနဲ့ပိတ်ဆလာပြီမလား။အလုတ်လောက်ရတာပင်ပန်းနဲ့ဆိုတော့ဟိုမှာတခါတည်းထမင်းဝိုင်းပင်ထားပေးတယ်။ကိတ္တနာကတော့ဒါပါပဲ။ ူရပက်ဆန်ဘလောက်အံ့အံ့ဟင်းကတော့အမြဲတမ်းခန်းသီးမိဖို့တော့တစ်ခွက်သေးပါပဲဟင်းလဲအကုန်ကြက်ပြီးစားလို့ရပြီနော်မိမကိုနေ့တိုင်းခန်းသီးဖို့တော့စားနေရတာဤလာပြီးကွခန်းသီးဖို့တော့စားရတာတောင်ကံကောင်းလာပြီမက်ရှင်အခုပေးတဲ့ပက်ဆန်3000အားဒီကလေးအယုတ်တွေတောင်ဝယ်လို့မရဘူးရှင်အမေကျွန်တော်စပိုင်စီဆိုတဲ့ခေါက်ဆွဲစားချင်တယ်အခုချက်ချင်းပက်ဆက်ပိတ်အဲ့ခန်းသီးဖို့တော့ပဲစားကွာကိုပရင်သားသမီးများမှတ်နေလားဟိုတောင်းတီတောင်းနဲ့အခုကစပြီးဘာမှအကြောင်းမဟုတ်မစင်စားနဲ့ သူများပြောပြောနေတဲ့စပိုင်စီခောက်ဆွဲစားချင်တာအခုချိန်ထိမစားရသေးဘူး။နင်းနီးနင်းနီး။သူများတွေကရွာချက်ကဒုက္ခတွေတွေကိုညီဖို့ပတ်စံလာကောက်နေတယ်တဲ့။အော်အေးအေးခဏစောင့်။ကိုကျမသူများကိုတော့ကူညီလိုက်ဦးမယ်နော်။ဟုတ်ပြီဟုတ်ပြီ။လွှတ်ချင်းချင်းကူညီရမှာပေါ့ကွာ။ဘာဒုက္ခတွေလဲဒီမှာလောင်းကစားလာလုပ်နေတာ။ဒီမှာရှေ့ယေးကိုယေး30 ယေးဒီနေ့အများကြီးနိုင်တယ်ကွာယူထားယူထားနင်ငါအကွက်သေးဝင်လာပြီအခုတော့အစားထားဖို့နောက်ဆိုရင်ငါနင့်ကိုပညာပြတော့မှာနီနီကလည်းတိုင်ကသူ့အကွက်သေးဝင်လာအောင်ပေးစားထားတာကိုမသိရှာပါလောင်းကစားနိုင်တယ်ဆိုပြီးပျော်ရွှင်ကသူ့အိမ်ကိုလက်ဆောင်တွေဝယ်သွားပါတော့တယ်အမေပယ်ထွေးသွားနေရလဲမသိပါဘူးတားလေးကြီးကမှတအတွက်မုံမနဲ့တော့အသားမုံစားချင်တယ်လို့အမေပြောတာမလား အမေဘယ်ဟာပတ်စံနေနဲ့ဝဲလာရလဲတာအာကြောစိတ်ဝင်စားစရာမလိုဘူးနှစ်အဖေပေးထားတဲ့ပတ်စံနေသွားပွားလာတာဒီမှာအများကြီးပဲအမေကနှစ်အဖေထက်ပတ်စံရှာတော့တယ်ဟီဟီဟီအဲဆိုရင်အဖေအလောက်အလောက်လုံနေအမေဘာလို့ဟင်းကောင်းမချက်ကျွေးရလဲအမေသွားပွားလာတဲ့ပတ်စံဆိုတာလည်းအဖေပေးထားရလိမ့်ရင်းပတ်စံပိတ်ထားစင်နှစ်အဖေနဲ့သွားမနိုင်နဲ့ဘသူကနှစ်ကိုမိဘပြန်ခံပြောဖို့တင်ပေးထားရလဲကလေးကကလေးလုံနေနေရက်ခံချင်တာလား မမမမဟုတ်ပါဘူးမေမအေကိုချက်ပြောအောင်မလားမမမမပြောတော့ပါဘူးမပြောတော့ပါဘူးဘာကလေးလည်းမသိဘူးမိဘကပြန်ရခန့်ပြောနေရနေ့အဖေပေးထားတဲ့ဟာတုံးတော့ဘာဖြစ်လဲငါ၄000လောက်သွားမြတ်လာတာမနေ့ပြန်လဲဒီဒုက္ခတဲ့အကြောင်းပြရပြီထထလိန်အောင် မပဲသူတို့သားကတော့သူ့အဖေပင်ပင်ပန်းပန်းနဲ့လှုပ်ပြီးအမေကအလောင်းစားလှုပ်နေတဲ့အတွက်ကြောင့်အဖေဖြစ်သူကိုတော်တော်တနာနေရှာပါတယ် ရကြပတ်စံပေးပါအောင်ဘာလို့ဖို့လဲမိမဒုက္ခတွေတွေကူညီဖို့လေအော်ရော့ကျမကိုကလေကဘာပေါ်မှာချစ်ဆက်အကောင်းဆုံးလူသားအပြောတော့ကောင်းသလားမမေးနဲ့နေ့တိုင်းခန်းတီးဖို့တုတ်စားနေရတာလွဲလို့ဗောနော်ဟိဟိအမေကတော့ဒီတစ်ခေါက်လဲလုတ်ပြန်ပြီယောက်ျားကိုဒုက္ခတွေကူညီဖို့ဆိုပြီးအမြဲတမ်းလောင်းကစားတားလို့နေပါတော့တယ်တခါတလေလဲသိချင်းလိုက်တာအမေရှိတာလဲသူများလဲမတူဘူး ပတ်စံရလာတော့နင်နီလဲအရင်တိုင်းဖဲဝိုင်းစီလာပါတော့တယ်ကနန်းချက်ကနန်းကနန်းဒါမဲ့သူကငားတဲ့နော်ညီမအဲ့ဆိုရင်ကနန်းငားချက်ထက်ထက်မေကွာဟင်ဒါမဲ့သူထွက်သွားတာချက်ကြီးတဲ့ဒီနေ့တော်တော်လက်ပိတ်တာပါလားအခုငါဘယ်ဟာပတ်စံနဲ့သူ့ကိုဘေးရမှာလဲဘလို့လဲဟင်ဦးလေးကိုထက်ချလို့ရမလားယူပါယူပါဒီနေ့လာမပေးရင်နောက်နေ့ပေါ့ စောက်တထောင်စားပဲလောင်းကစားလှုပ်တဲ့သူကတော့ဒီလိုပါပဲရှုံးတဲ့အချိန်ဆိုမျက်နှာဘလူးကိုအချင်းသီးကျွေးထားတဲ့ရုပ်နဲ့အိမ်ကိုပြန်လာပါတော့တယ်ဒီနေ့တော်တော်လက်ပိတ်တာပဲဒါမှမဟုတ်ငါဆွမတောင်းပဲသွားဆုံးမိတာလားဟကိုကိုဖက်ဆက်နည်းနည်းလောက်ထပ်ပေးပါလားဒုက္ခတွေတည်းကအယမ်းများလွန်းလို့သူများကိုကုညီဖို့ဆိုယူသားယူသားမိမ့်မတ်ကျေးဇူးပါကျမရှင့်ကိုတကယ်ချီးကျူးတာပဲယောက်ျားရဲ့ဒါနဲ့မိမ့်မတ် ဒုက္ခတဲ့တွေဒီကိုပြောင်းလာတဲ့လူတွေကမကုန်သေးဘူးလားဒီနေ့တော့ဒေါ်လိုက်တော့နော်မနေ့ပြန်ကိုပဆက်ရလိုက်ရင်ဒါလေးကိုဟင်းဝယ်ချက်ကျွေးလိုက်တော့နော်သူများမပြီးသေးရင်ဘယ်လိုလုပ်မှာလဲရှာသူများကန့်ကွက်မလို့လားသူများဒုက္ခရောက်လာရင်ကိုညင်းရမှာပေါ့လူသားချင်းစာနာဆန်းမှာထမင်းစီဆန်းစားလိုက်ရပါတယ်စားလိုက်ချစ်ဖြစ်သွားတာပဲလीစကားကိုများလိုက်တာရှင်အားလीမိမပဆက်ကြံလိုက်ရင်စားလေးကိုဟင်းဝယ်ကျွေးလိုက်အောင်နော်ကိုကပါဆက်စားရတယ်ကိုကဒါလေးအတွက်ပြောတာထမင်းစီဆန်းစားပါရှင့် အမေကပတ်စံယူပြီးဘာရဲသွားလုပ်နေတာပါလဲသူများကိုကုညင်ရအောင်လဲတော်တော်များနေပါပြီနောက်တော့သူလဲထမင်းလုံးကိုယူပြီးသူရကိုသွားကျွေးပါတော့တယ်အဖေဒီမှာထမင်းကျွန်တော်တော့ပိတ်မစအောင်ဟင်ဒါလေးကပေချမ်းအစားထားတာအနည်းအမေထမင်းမချက်ဘူးမလားအဖေကအလောလောတာပင်ပန်းတယ်ဆိုတော့အဖေစားပါကျွန်တော်ပိတ်မစအောင်အဖေစားရရပါပြီအင်းပါဒါရဲ့ညွမ်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  ဒါဖြစ်သူကအဖေကိုတနာလို့လက်ထဲရှိတဲ့ထမင်းကိုလာကျွေးပါတော့တယ်။အဖေအဖေဟင်ပြောလေတာအခုကစပြီးကျွန်တော်လည်းအဖေကိုအလုံးလုံးကူမင်းနော်ဒီရက်ပိုင်းအဖေကိုကြည့်ရတာတအားပြင်းမှန်းတလို့ပဲဒါကအရင်ငယ်သေးတယ်လေဒါရဲ့ဘာမှမဖြစ်ပါဘူးဖေကျွန်တော်ကယောက်ျားလေးလီအလုံးလုံးဖို့အစင်သင့်မယ်ဒါဒီလိုနားလဲတက်လို့အဖေဝမ်းသာလိုက်တာဒါရဲ့သူရရဲ့ဒါကလည်းအဖေနောက်လိုက်ပြီး အလုတ်သွားလောက်ပါတော့တယ်။သူ့အဖေမနိုင်တဲ့ဟာတွေတောင်သူမနိုင်တာပေါ့နော်။ဟုတ်ကဲ့ပါရှင်။ဒုတိယတစ်ပိုင်းကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။